ကချင်ပြည်နယ်ရဲ့ဒုတိယမြို့တော်ပမော်မြို့ဘက်ကချင်လွတ်လပ်ရေးတမတော် KIA PDF ပူးပေါင်းတပ်တွေမြို့သိမ်းတိုက်ပွဲဆက်နွယ်နေချိန်မှာပဲတနိုင်းမြို့နယ်ဟူကောင်ဒေတာလီလိုလန်တလျှောက်စစ်ကောင်စီပူးပေါင်းတပ်တွေကစီရဲလှူရှာလာပါတယ်ဖေဗရူလာပိုင်းလောက်ကစပြီးလီလိုလန်တလျှောက်နေရာတချို့မှာစစ်ကောင်စီတပ်ပေါင်းစုနဲ့မင်းစေတန်းဦးဆောင်တဲ့ဝါရဇုပြည်သူ့စစ်အဖွဲ့တွေပူးပေါင်းပြီးစီရဲလှူရှာတာတွေမကြာခဏပြုလုပ်လာတာလည်းဖြစ်ပါတယ် လက်ရှိစစ်ရေးလှုပ်ရှားနေတဲ့စစ်ကောင်စီတပ်ပေါင်းစုတွေထဲဒေတာကုကဲမှုစစ်ဌာနချုပ်ဒါကာစတနိုင်းကနေလဲတွမ်ပန်းမန်ပန်းဂျာမရှိတဲ့နီကိုရှစ်တပ်စခန်းမှာလာထိုင်ပြီးအမိန်ပေးညွှန်ကြားနေရလို့သိရပါဗျ။ဖေဖော်ဝါရီလ16ရက်နေ့မွန်းလွယ်3နာရီဝန်းကျင်လောက်မှာဝရဇုပ်ဂျေဝါအတွင်တိုက်ပွဲဖြစ်ပွားတာမရှိဘဲစစ်ကောင်စီတပ်ကနေဂျက်ဖိုက်တာတစ်စင်းနဲ့ပုံကျဲတိုက်ခိုက်ခဲ့ပါဗျ။လက်ရှိဝါရဆုပ်ဂျေဝါအတွင်းကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ဝါရဆုပ်ပြည်သူ့စစ်အဖွဲ့တို့နှစ်ဖက်တပ်အကြား အနီးကပ်နေရာယူစောင့်ကြနေတဲ့အခြေအနေတွေလည်းရှိနေပါတယ်။တနိုင်းမြို့နယ်အတွင်းမှာရှိတဲ့ KIA တပ်ရင်း14ရဲ့ရှေ့တန်းစခန်းတစ်ခုကိုလည်းစစ်ကောင်စီတပ်နဲ့ပြည်သူ့စစ်ပူးပေါင်းတပ်ဖွဲ့တွေကမတ်လ6ရက်နေ့မှာတပြိုင်နက်တည်းတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ဝရဇုပ်ပြည်သူ့စစ်အဖွဲ့ရဲ့ Telegram Channel ကနေတဆင့်ဖော်ပြထားချက်အရသိရပါတယ်။ဝရဇုပ် JW ဘက်စစ်ရေးတင်းမာနေတဲ့အချိန်တစ်ဖက်မှာလည်းမတ်လ22ရက်နေ့ကစစ်ကောင်စီပူးပေါင်းတပ်တွေဟာ ဖက်ကမြို့နယ်လဝကျေးရွာအတွင်းကစာတင်ကျောင်းမှာဝင်ရောက်တက်ဆွဲလာပါတယ်။ရွာအတွင်းတက်ဆွဲနေထိုင်ပြီးနောက်မတ်လ31ရက်နေ့မှာတော့ KIA PDF ပူပေါင်းတပ်တို့နဲ့တိုက်ပွဲဖြစ်ပွားခဲ့ပြီးစစ်ကောင်စီပူပေါင်းတပ်တွေရွာအတွင်းကနေပြန်လည်ဆုတ်ခွာသွားကြတာလည်းဖြစ်ပါတယ်။我们龙龙啊，这边工作人看到个面临啊，那个现在是啊，啊，吃个是啊，忍不住那个哪哪的，就靠不住人，那个吃那个不的，那个难受，不会加是啊，忍不住。 的这个减重了嘛，从你们刚到明年们刚啥也啥了嘛，主要工资要么结果送在路嘛，内行的话不没那么啥吧。နမတီကနေ27မိုင်ကျော်ကွာဝေးတဲ့လဝချေးရွာဟာဖက်ကန်ဒေတာဘက်သွားရမှာလဲခရီးတောင်နာတက်တဲ့ချေးရွာဖြစ်တဲ့အပြင်လမ်းဆောင်အချက်ချာကျတဲ့နေရာတစ်ခုဖြစ်တာကြောင့်ပါနှစ်ဖက်တက်ကနေလက်မလို့ရေစူးစားနေကြတာလို့အထက်ပါလီဒိုလန်းနေဒေတာခန်ကဆိုပါတယ်စကောင်စီပူပေါင်းတပ်တွေကလဝချေးရွာကနေထွက်ခွာသွားပြီးနောက်ပိုင်း ဧပြီလ9ရက်နေ့ညနေပိုင်းမှာတော့လဝခွန်ဆိုင်ယံတျှောက်စစ်ကောင်စီပူပေါင်းတပ်တွေတဖန်ပြန်လည်သွားလာလှုပ်ရှားမှုပြုလုပ်လာကြပါတယ်။ဧပြီလ13ရက်နေ့မနေ့ပိုင်းမှာတော့ခွန်ဆိုင်ယံချေဝအတွင်စစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီပူပေါင်းတပ်တွေနဲ့ကချင်လွတ်ရရေးတမတော် KIA တို့တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။အဲဒီနောက်ဧပြီလ15ရက်နေ့မှာလဝချေဝအတွင်စစ်ကောင်စီပူပေါင်းတပ်တွေထပ်မံစစ်ကြောင်းထိုးလာတဲ့အတွက် KIA ကနေခုခံရင်းတိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။စစ်ကောင်စီဘက်ကလေကြောင်းပစ်ကူတာရှိခဲ့ပြီးနောက် လက်ရှိအချိန်မှာတော့လဝကျေးရွာအတွင်းစစ်ကောင်စီပူးပေါင်းတပ်တွေပြန်လည်တပ်ဆွဲနေကြပြီလို့နောက်ထပ်လီတို့လမ်းနေပြည်သူတို့ကလည်းမြစ်ချနာတည်င်း channel ကိုပြောပါရယ်လဝကုံစီယံလပေါင်းတဲ့လဝအုပ်စုကတနာ ခင်မချန်ဖေဆောင်နာကောရတန်ကောလကြရနာရငါလူရကောလဝမရေတာကောမင်းစင်တန်ပီတူစစ်ဖုန်နီသေးမြန်ဖင်တပ်နီခုနာရှရာပဲလာရနာဖက်ကန်တနေလန်ချုံကောကိချီတုံးလေနာလဲဝါလေးစာနီဖေချက်တဲ့ရှရာလာငါလူတိုက်ပွဲဖြစ်ပွားတဲ့နေ့ဧပြီလ23ရက်နေ့နဲ့16ရက်နေ့တွေမှာစစ်ကောင်စီကနေလဝကျေးရွာအနီးတစ်ဝိုက်ဂျက်ဖိုက်တာနဲ့လာရောက်ပြတ်ခတ်ခဲ့ပါသေးတယ် လဝချေးရွာလီတိုလမ်းဘက်ဧပြီလ14ရက်နေ့ကစပြီးစစ်ကောင်စီတပ်နဲ့မင်းစေတပ်ပြည်သူစစ်ပူးပေါင်းတပ်တွေလဝချေးရွာအနီးတဝိုက် KIA တပ်ရင်း20နေမြင်ဘက်စစ်ကြောင်းထိုးလာတဲ့အတွက် KIA ပူးပေါင်းတပ်ကနေခုခံရင်းတိုက်ပွဲပြင်းထန်လာတာရှိရလို့ကချင်လွတ်လပ်ရေးအဖွဲ့အစည်း KIO KIA တတင်းနဲ့ပြန်ကြားရေးတာဝန်ခံဗိုလ်မှူးကြီးနော်ဘူးကလည်းပြောပါတယ်ပြမစာခုနမုံဘုံလီဒုံနေတဲ့ရှင်ရှိကူနာရမ်အနေအမ်စတ်ခွန်း တပ်တုံကနာနေတဲ့ပုံတဲ့ကပ္စတလမ်ငါကိုရဲတမ်ဂျွန်ဒေလွာလီဒူလမ်မကောကုပြင်းနာကိုရတဲ့နီဒုခပြေမစနိုအရှာခတ်တဲ့အတန်တမ်ခဆက်ပိနိုပင်ဝါမယေငူဇွန်လွယ်ရဲပြင်ပြကုမ်ရှင်တပ်နေမုံလွာအမရိကုပြင်းခန်း 누구정리간데시라라나편풍니노가아무죠몽샤니몽용스티마자라된땅에미노리마츠라살리에니가비두세어퀘원에하와라숲제유아테이아니가남사이야꽈까루네앵세롱저올레미쇼펴시케바레알라두에프릴라15예니가레세강시부방따뜻외하လဝကျေးရွာအတွင်းကနေအိမ်တွေကိုမီးရှို့ဖျက်ဆီးခဲ့တယ်လို့သိရှိရပေမဲ့ ဒေတာခန္ဓာရရွာအတွင်းကနေထွက်ပြေးသိမ်းရှောင်နေရတဲ့အတွက်အသေးစိတ်အခြေအနေကိုတော့မသိရဘူးလို့ဆိုပါရယ်လက်ရှိဝါရဇုပ်လောဝါခုံဆိုင်ယန်တိုက်ပွဲအတွင်းနဖက်တပ်သားတွေရထိခိုက်မှုစီးရင်ကိုမသိရှိရပေမဲ့ခုံဆိုင်ယန်ဒေတာခန္ပီသူတို့လက်နက်ကြီးကြီးစားထိမှန်ပြီးတေဆုံခဲ့ရတယ်လို့စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်အသက်29နှစ်အရွယ်ဝါရဇုပ်ဒေတာခန်ကိုလပြဘရောင်မိုက်ဆိုသူလဲအသက်ဆုံးရှုံးခဲ့ရတယ်လို့သိရှိရပါရယ်လက်ရှိစစ်ရေးတင်းမာနေတဲ့လောဝါကျေးရွာအုပ်စုဟာကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်မဟာနဲ့ တည်ရင်20နယ်မြေတွေဖြစ်တယ်လို့သိရှိရတာပါအဲ့ဒီလိုစစ်ရေးအခြေအနေတင်းမာနေတဲ့ရွာတွေကဒေတာခံ ပြီးသူထောင်ချီဟာဘေးလူရာနှိဆက်ရာတွေစီထွက်ပြေးသိမ်းရှောင်နေကြရပါတယ်တစ်ဖက်မှာလည်းစစ်ဘေးသိမ်းရှောင်နေတဲ့ဒေတာခံပြီးသူတွေဟာတိုက်ပွဲကာလကြာရှည်အောင်မဲ့အခြေအနေရှိတာကြောင့်ရေရှည်စားတောက်ဖို့အစားအသောက်တွေဆေးဝါးနဲ့နေရာထိုင်ခင်းအတွက်မိုးကာတွေအရေးပေါ်လိုအပ်နေတယ်လို့ဆိုပါတယ်